မန်ယူနိုက်တက်ပွဲကိုတိတ်တိတ်လေးခိုးကြည့်နေတဲ့ဘာစလိုနာကျယ်ဝင့်သမိုင်းရမယ်哦အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆိုတာတင်းဆက်နေပါတယ်။ Manchester United အသင်းအတွက် Brentford ဝေကွင်းပွဲစဉ်ကနှစ်တိုင်းလိုလိုကြောက်ရရအတိဖြစ်နေတတ်ပါတယ်။တရက်ညီတို့အနေနဲ့အရီကွင်းမှာနိုင်ပွဲမရတာလင်းနေနေပါရှိနေပြီဖြစ်ပါတယ်။ပြီးကြတဲ့ပတ်တုန်းက Chelsea တင်းကိုနိုင်ကစားခဲ့ပြီးတဲ့နောက်ဒီဘက် Brentford နဲ့ပွဲစဉ်မတိုင်ခင်ယုံကြည်မှုတွေအမြင်ပါဆုံးရောက်နေပါတယ်။ဒါလည်းပွဲစားမနေ့20တင်းမှာပဲတရက်ညီပြည်သက်တွေအတွက်အိမ်မက်ဆိုးကြီးကိုစတင်လိုက်ရပါတယ်။ ပွဲပြီးမှာတော့ United က3-1ဆိုတဲ့ရလဒ်နဲ့ထိုက်ထိုက်တန်တန်နဲ့အရင်နိုင်သွားခဲ့ပါတယ်။ဒီပွဲက United ပရိသတ်တွေအတွက်ဘလောက်ကြီးရကက်ခဲ့တဲ့ပွဲစဉ်ဆိုတာအားလုံးသိပါလိမ့်မယ်။နောက်ပြီးဘာစီလိုနာကျယ်ဝင်းလမိုင်းရမဲကလည်းဒီပွဲကိုတက်တီကိုစောင့်ကြည့်နေကြတာတွေ့ရပါတယ်။ရမဲဆိုတာကအသက်18နှစ်အရွယ်ပဲရှိနေသေးပေမဲ့ Blondio စုပေးပွဲမှာဆူရရှိဖို့တစ်ပြေးနေခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ PSG တိုက်စစ်မှု Osmane Dembele ကိုရမှတ်နေငင်နဲ့ရှုံးနေခဲ့ပြီးဒုတိယနေရာနဲ့သာဂျင်းနက်ခဲ့ရပါတယ်။ မိုင်းနိုင်တဲ့ brand photo ရဲ့ပွဲစဉ်တွင်ရာမဲကသူ့ရဲ့ Instagram story ကနေအဲထဲမှာသူ့ညီလေးကိုအဓိကပြသထားပေမဲ့နောက်က TV screen ပေါ်မှာမတိမတားလေးမိုင်းနိုင်တဲ့ပွဲကိုမြင်တွေ့နေရပါတယ်။ဝါယောင်အင်ဂျင်နဲ့လှူရှော့ကိုမြင်တွေ့ရပြီးတော့ရှုံးပွဲပေါ်မှာတပြင်းချနေပုံရပါတယ်။မိုင်းနိုင်တဲ့ဖန်ကောင်များစွာကလည်းချက်ချင်းပဲအစိုးပါပုံကိုဝေမျှပြီးတော့ရာမဲကလည်းမိုင်းနိုင်တဲ့ပရိသတ်ဆိုပြီးမှတ်ချက်ပေးပြောဆိုနေကြတာဖြစ်ပါတယ်။